မြန်မာစစ်အစိုးရမှာနျူကလ িয়ার လက်နက်စီမံကိန်းတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုဒီအထောက်အထားတွေနဲ့ကဘာကိုတင်ပြခဲ့သူကတော့ဘုံမှုစိုက်သိမ်းဝင်းမှာအခုကြီးပါတနေရာကိုရောက်ရှိနေတဲ့ဘုံမှုစိုက်သိမ်းဝင်းကိုအမျိုးသားပြန်လဲရင်ကြားစီရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စစ်အစိုးရကပါဝင်လာနိုင်မဲ့အခြေအနေတွေပေါ်မှာ RFA က internet video ကနေတဆင့်ဆက်သွယ်မေးမြန်းခဲ့ပါတယ် ဟုတ်ကဲ့ဘုံမှုစိုက်သိမ်းဝင်အနေနဲ့စစ်တပ်ထဲမှာနေခဲ့တော့လေဒီစစ်တပ်ရဲ့အနေအထားတွေးခေါ်ပုံတုံ့ပြန်ပုံတွေကိုသိတယ်လို့ကျမတို့ပြောလို့ရတာပေါ့နော်အဲ့တော့အခုလက်ရှိဒေါအောင်ဆန်းစုကြည်စူးစမ်းနေတယ်တွေးဆုံဆွေးနွေးရေးအမျိုးသားပြည်နယ်ရင်ကြားစီရေးတွေမှာစစ်အစိုးရကပါဝင်လာနိုင်မဲ့အခြေအနေရှိပါလားရှင်မရှိနိုင်ဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့သူတို့အပြောင်းလဲလုပ်ချင်ရင်အနည်း20ကြာခဲ့ပြီပဲအဲ့ကြားနေတယ်မှာလုံမှာပေါ့ ပစီအချုပ်မရှိကံဥပဒေကိုအချိန်ဆွဲပြီးတော့တို့တမင်လုတ်ခဲ့တယ်အာနာကိုကြကြထိန်းအောင်ဆိုပြီးတော့အဲ့ဒါတော့ကျွန်တော်စစ်ကြောင်းမှာလည်းဟိုကတို့လူကြီးတွေလာတိုင်းပြောနေခင်တာပဲဟိုငါငါတို့ဖွဲ့စည်းအချုပ်မရှိကံဥပဒေကိုအနည်း20လောက်နဲ့အချိန်ဆွဲပြီးလည်းဘာဖြစ်လဲကွာငါတို့အဲ့မှာဆက်အုပ်ချုပ်မှာပေါ့ဆိုတော့ဥစ္စာမျိုးတို့ပြောခဲ့တာတွေရှိတယ်ဒါကျွန်တော်တို့ဘုံလုံးပေါ်မှာတို့လာပြီးတော့နေခွန်းတွေပါလာတော့ရှင်ကျွန်တော်ကြားခဲ့တာပေါ့နော်ဆွေးနွေးပွဲတွေပါတွေကိုတော့တို့လုပ်ဖို့စိတ်ကူးမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ဒီအာ ထူးဖြင့်ဒီဘုချုပ်မူကြီးတန်းရွှေမှာမရှိဘူးနောက်တက်လာတဲ့လူကနေပြီးတော့တမျိုးတစ်ပုံစိတ်ကူးပြောင်းလာမယ်ဆိုတော့မပြောတော့ဘူးပေါ့ဗျာအဲ့လိုပြောင်းတဲ့လူတွေကတော့အပေါ်တက်လာနေတဲ့အခြေအနေမျိုးမှာရှိတယ်လားဥတန်းရွှေကသူ့တယောက်တည်းပဲအားလုံးကိုသူ့ချစ်သူလက်လုံးနေအာအခုဘူချုပ်အစ်စ်နေရတော့မှဟိုသတင်းသမားတွေကတော်မေးနေဗျာဆိုလို့ရှိရင်တော့မှအာဘူချုပ်မူကြီးဖြေပါလိမ့်မယ်ဆိုတော့ဆိုတဲ့စကားကိုပဲပြောတယ်ဆိုတော့သူတို့စကားခွန်းတော့မှ ဟိုကိုယ်သဘောနဲ့ကိုယ်မပြောနိုင်ဘူးဆိုတော့တို့ရဲ့အရေးအချင်းကဘာလဲတို့ဘာလုပ်နိုင်လဲတို့အတွေးခေါ်ဘာရှိလဲဆိုတော့အဲကျွန်တော်ကခံမှန်းရန်ခက်တယ်ဗျာအများတော်အပြင်တော့ဒီဘူချုပ်အစင်လောက်အထိကတော့အခုလက်ရှိဖြစ်နေတဲ့စနစ်ကမအောင်မြင်နိုင်ဘူးဆိုတော့တို့ကလက်ခံထားပါတယ်ဟိုတည်တယ်မြောက်မူခရဲ့တောင်ကတော့တောက်တယ်ဆိုတဲ့ပုံစံမျိုးပဲရှိပါတယ် အခုဒေါန်ဆန်းစုကြည်လွတ်လာတော့လေဒီပြည်ပင်းပြည်ပမှာတော်လီလှုပ်လှုပ်ရှားရှားဖြစ်လာကြတာပေါ့နော်ဒီနိုင်ငံတကာကလည်းမျှော်လင့်ချက်တွေပို့ပြီးတော့ထားလာကြပါတယ်ပြည်ရင်းကလည်းမျှော်လင့်ချက်တွေပို့များလာတာပေါ့အဲ့တော့ရွေးကောက်ပွဲမှာလည်းစစ်တပ်ကဒီကျန့်ဖွန့်ကမဟုတ်တဲ့ပါတီဝင်တချို့အာအနိုင်ရထားတဲ့အခြေအနေတွေလည်းရှိနေတော့အပြောင်းလဲတစုံတရာဖြစ်မလာနိုင်ဘူးလားရှင်ကျွန်တော်တော့မဖြစ်နိုင်ဘူးလို့ပဲထင်ပါတယ်။ဘာလို့လဲဆိုတော့အာနာကြီး၃ရက်ကလောလောဆယ်ဘူဂျုံကြီးတန်းရှိရပဲဆက်ပြီးကြိုက်နေမှာ။သူရှိနေလည်းများတော့အပြောင်းလဲရဘာမှမဖြစ်နိုင်ဘူး။အာနာကြီး၃ရက်က ဥပဒေပြုအာဏာတရားစီရင်မှုအာဏာနောက်ပြီးအုပ်ချုပ်မှုအာဏာအဲဒီသုံးခုစလုံးကိုသူတယောက်တည်းကင်ထားတဲ့အခါကျတော့သူဆက်ပြီးတော့ကင်ထားအောင်မသူမသိမြင်ရတာဆိုတော့ကျွန်တော်စက်သားရင်နေနေအများကြီးရှင်းပါလေဦးတန်းရွှေမသိမြင်အပြောင်းလဲဆိုတော့မဖြစ်နိုင်ဘူးအဲဦးတန်းရွှေတင်တော့အပြောင်းလဲဆိုတော့မျိုးလင်းချက်လေးတစ်ခုဖြစ်လာနိုင်တယ်အဲ့ဒီ pick coin လေးတစ်ခုမှာပေါ့အဲ့အချိုးအစစ်လေးတစ်ချက်မှာအပြောင်းလဲတစ်ခုကိုမျိုးလင်းလို့ရနိုင်ကောင်းတယ်လို့ကျွန်တော်မြင်ပါတယ် ီအပြစ်ခတ်ရက်အဖွဲ့တွေနဲ့စစ်အစိုးရတပ်တွေကြားမှာလည်းအခြေအနေတွေကတင်းမာနေတယ်လို့ကျွန်တော်တို့သိရတယ်လေအဲ့တော့ဘာတွေဆက်ပြီးဖြစ်လာနိုင်တယ်လဲရှင်ဒီဥစ္စာကငင်းချမ်းရေးယူတယ်ဆိုတာသူတို့ကနိုင်ငံအပြောင်းလဲအတွက်ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာမှာမဟုတ်ဘူးလားသူတို့ကဒီအချိန်မှာကြတော့တောင်းဆုံးထွက်လာတဲ့အချိန်မှာသူကဖြူဟာတစ်ဖက်ပြောင်းလိုက်တာပေါ့ဗျာဟိုတိုက်ပွဲတွေပြန်ပြီးတော့ပေါ်တဲ့ပုံစံမျိုးရှိကြပါတယ်။ဘာမှဟိုတိုင်းပြည်ကောင်းကျိုးအတွက်ရည်ရွယ်ပြီးလှုပ်ထားတာဘာတစ်ခုမှမရှိဘူးလေ။ အပြက်လည်းတိုက်နိုင်မယ်လို့တော့မထင်ဘူးဒီအာတိုင်းသားအဖွဲ့တွေကိုတိုင်းသားအဖွဲ့တွေကလည်းရှေ့လည်းဆက်မသွားနိုင်ဘူးနေမြဲကြားနေမြဲပုံစံမျိုးပဲသူတို့ကပို့ပြီးတော့ထိန်းချင်တယ်ဒီကြားထဲမှာရက်သားတွေကတော့ပို့ပြီးတော့ထိခိုက်မယ်လို့တော့ကျွန်တော်မြင်ပါတယ်